င်္ဂလာညချမ်းပါခင်ဗျာ နေပြည်တော်မူလဝတ္ထနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဧပြီလ17ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္ထသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ34ဒီဂရီဆဲလ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲမိုးလေဝသဂျိုရူးမှာဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသက်အတက်မှာတိတ်တူထက်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျွပစ်ခြင်းလျက်ဆစ်လက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထက်ထက်မှာတိမ်တိုထက်နေပါဗျ။မြမပင်လယ်ပြင်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြင့်မှာမြမကင်မရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်တို့မှာ၅ဘေးမှ၈ဘေးခန့်ရှိနေပါတယ်။ မနှက်ပြန်မုန်းတဲ့ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့အေရော်ဝတီတိုင်းဒေသကြီး၊ဘကိုးတိုင်းဒေသကြီး၊ကယင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားကချင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းကုန်တိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နဲ့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျဲမုန်းတဲ့ချုံရပြီးနေပြည်တော်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျနေပါတယ် နေပြည်တော်နဲ့ဤတော်ဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာတရင်တဲ့တဲ့ဖြန်တော်ပြီးမိုးတက်ချုံ၍မိုးတက်ကျနေကြရွာပါမယ်။အနည်းဆုံးပုံချိန်မှာ38ဒီဂရီဆဲဆီယက69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ24ဒီဂရီဆဲဆီယက85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်ဤတော်ဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းတရင်တဲ့တဲ့ဖြန်တော်ပြီးမိုးတက်ချုံ၍မိုးတက်ကျနေကြရွာပါမယ်။အနည်းဆုံးပုံချိန်မှာ35ဒီဂရီဆဲဆီယက65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ 23ဒီဂရီဆဲစီရဲ့83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတရင်တက်တဲ့ဖြစ်တော်ပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရပါမယ်။အမြင့်ဆုံးပုံချိန်မှာ38ဒီဂရီဆဲစီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ28ဒီဂရီဆဲစီရဲ့82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ် ၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်မှနေရာအနှံ့ပြားမိုးတိုက်ချုံရွာပါမယ်။လာမယ့်စနေတနင်္ဂနွေအားလျက်များအတွက်မိုးလေဝသခန့်မှန်းချက်များအနေနဲ့ကတော့နေပြည်တော်မှာနေရာကျကျမိုးတိုက်ချုံရွာပါမယ်။ရှမ်းကုန်းတိုင်းဒေသကြီးမှာလည်းနေရာကျကျမိုးတိုက်ချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်းနေရာကျကျမိုးတိုက်ချုံရွာပါမယ်။အချိန်ကမဟုတ်မိုးရနိုင်မြေတတိပိကျက် ဒီကနေ့မြန်မာစံတော်ချိန်18:30နာရီချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှလင်းနှွေးများနဲ့တရုတ်ပြည်မှာကြီးပေါ်ရှိလေဘီယာကြီးရောင်းဝန်ဒေသမှာရွှေလျားလာတဲ့လေအများတွေ့ဆုံမှုကြောင့်၎င်းအရှိတ်ဘက်မှာရွှေလျားလာတဲ့လေပွေလမ်းများရဲ့အရှိန်ကြောင့်၎င်းအပုံပြတ်တတ်တိမ်များဖြစ်ထွန်းမှုအကောင်းချင်းကြောင့်၎င်းဒီကနေ့ညမှာ18ရက်လေးလ2025ရက်နေ့ထိနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှနေရာနံပြမိုးတေချုံရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကျနေပါတယ်အကြံပြုချက်ဒုဖြစ်ပါ၍ပြည်သူများနေဖြင့်အချိန်ခါမှမိုးရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးတေချုံခြင်းမိုးကြွပြခြင်း၊လျှက်စီးလက်ခြင်း၊မိုးသေးကြွခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့် ချိုးတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။